ARSA နဲ့ RSO အဖွဲ့တွေရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ရွေကျက်ရှိရှိဖန်စီနှိပ်စက်တပ်ဖြတ်နေမှုတွေနဲ့45 rights ရဲ့အပြုသဘောမှတ်ဆောင်တဲ့မိလောင်ရလေးပင်လောက်ရတွေကို မောင်နှောခရိုင်မူဆလင်ရေးရာကောင်စီကလုံးဝရှုတ်ချလိုက်ပါတယ်။ အကျန်းဖတ် ARSA နဲ့ RSO အဖွဲ့ရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေမှုတွေနဲ့ Fortify Rise တို့လိုပြပအဖွဲ့အချို့ရဲ့အပြုတ်တဘောမဆောင်တဲ့မီးလောင်ရာလေပင်လောက်ရက်တွေကိုလုံးဝရှုတ်ချတဲ့ဆိုပြီးမောင်နှောခရိုင်မုစလင်ရေးရကောင်စီကကြေညာတစောင်းထုတ်ပြန်လာပါတယ် မောင်တော်ခရိုင်ကို ULAAA ကအကြမ်းဖက်မြန်မာစစ်တပ်ကိုလုံးဝတိုက်ထုတ်သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးရဲ့နောက်ပိုင်းမှာတော့ဒေသတွင်အခြေအနေဟာတည်ငြိမ်အေးချမ်းမှုတွေရှိလာပြီးမွတ်စလင်ပြည်သူတွေအနေနဲ့လည်းဘာသာရေးပညာရေးကျန်းမာရေးနဲ့ခရီးသွားလာရေးအဆအဆအရာရာတိုးတက်ကောင်းမွန်လာကြောင်းတွေ့ရှိနေရတယ်လို့ဖော်ပြပါဗျ။ဒါအပြင် အစိုးရဌာနဆိုင်ရာ အသီးသီးမှာမွတ်စလင်တွေ အမှုထံခွင့်ရရှိလာပြီးဘာသာရေးရိုးရာဒလေးနဲ့ဆိုင်တဲ့ကိစ္စတွေညှိနှိုင်းဖြေရှင်းနိုင်ရမှာလဲမူဆလင်အကြီးအကဲတွေနဲ့ဂျူရီအဖွဲ့အားဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိလာတယ်လို့ဆိုပါတယ်အခုလိုပြောင်းလဲတိုးတက်လာတဲ့အခြေအနေတွေကြောင့်ဒေတာကန်မူဆလင်တွေအနေနဲ့ဝမ်တာအာရဖြစ်ကြရုံသာမကရခိုင်နဲ့မူဆလင်တွေအကြားမှာလဲလူမှုသဟဇာတာဖြစ်ပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကို အထောက်အကူပြုလာနေရကိုမြင်တွေ့နေရတယ်လို့လဲ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် Fortify Rice တို့လိုပြည်ပအဖွဲ့အစည်းတချို့ကအခုလိုထုတ်ပြန်နေတာတွေဟာမွတ်စလင်နဲ့ရခိုင်မျိုးနွယ်စုတွေအကြားမယုံကြည်မှုတန်တရားဖြစ်မှုကြောက်ရွံ့ဆိုးရုံမှုတွေကြောင့်အချင်းချင်းဆက်ဆံရေးတင်းမာလာနိုင်စေပြီးတိုးတက်ဖြစ်ပေါ်လျက်ရှိတဲ့လူမှုတဟဇာတဖြစ်မှုနဲ့အတူငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုကြီးစွာအဟန့်အတားဖြစ်စေတယ်လို့လည်းဆိုထားပါဗျာ။ စစ်တွေကြအကြမ်းဖက်အာဆာအဲဆိုအဖွဲ့များရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ရည်ရွယ်ချက်ရှိရှိဖန်စီနှိပ်စက်တပြက်နေမှုတွေနဲ့45 rights တို့လိုပြပအဖွဲ့အစည်းတချို့ရဲ့အပြုတ်တဘောမဆောင်တဲ့မိလောင်ရလေပင်လောက်ရတွေကိုမောင်တော့ခတ်ရိုင်းမှုစလင်ရေးရကောင်စီကလုံးဝလုံးဝရှုတ်ချတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်